အားလုံးမင်္ဂလာပါကျွန်းနာမည်စတီဖာအားလုံးမင်္ဂလာပါညီမကတော့ဟီဆယ်ပါကျောင်းနှစ်ယောက်တကူ NUS campus နဲ့ရောက်နေအောင်နော်ကျောင်းကို online မှာမေးရဲ့မေးခွန်းတွေတော့များလားက polio ဘလိုလက်တက်လဲပေါ့နော်ကျောင်းက polio လက်တက်တာလုံခဲ့22နှစ်က2003တော့ဆိုတဲ့ခါကျတော့ကျောင်းကတကူလောဆယ်ဘလိုတက်ရမလဲဆိုတော့တိကျမသိဘူးတကယ်တိကျပြောနိုင်တာကတော့ဟီဆယ်ဖြစ်ပါတယ် မြန်မာကပိုလီယိုမနစ်ကစတင်တာပေါ့နော်အဲ့တော့2023လောက်ကလေးကအဲပြင်ဆင်လာရှိရဲဆိုတော့အဲတိတ်မကြသေးဘူးဆိုတော့ဟုတ်ပါတယ်အဲ့ခါကျတော့ကျွန်တော်ကဒီ hazel ကို poly တက်တဲ့အကြောင်းလေးတွေကိုမေးသွားမှာဖြစ်ပါတယ်ဟုတ် hazel အနေနဲ့ poly ကိုတက်ဖို့ပြင်ဆင်တဲ့ဟာလေးတွေကိုပြောပြပေးလို့ရမလား အဲအခုတော့တော့ဘယ်လိုလဲတော့မသိပြီမယ်ညီမတို့အခုလက်ရှိပေါ့နော်ဆိုလို့ရှိရင်အဲနီလန်နှင်းလင်းလန်းရှိရယ်ပထမတနည်းက IG CSC နဲ့လာတာပေါ့နော်နောက်တစ်ခုကတော့အဲ့ဒီ Poly Entrance Test ဖြစ်တာအဲ Poly Entrance Test ဖြစ်ဖို့ကအဓိကညီမတို့ဆယ်ရက်စနစ်ဟောင်းတော့အာသူတွေပေါ့နော်ဆယ်ရက်အမှတ်ပြရတယ်ပြပြီးတော့ shortlist ရရယ်ဆိုလို့ရှိရင်ကိုစာမွေးဖြေရမြေခွင့်ရရယ်ပေါ့နော်အဲစာမွေးဖြေပြီးတော့မှအောင်လဲဆိုလို့ရှိရင်ကိုရွေးတဲ့ uh, cost တွေပုံမူတည်ပြီးတော့သူတို့ offer တွေပေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးသွားရတဲ့ရှိကိုက interest test နဲ့ဖြင်းမယ်ဆိုလို့ရှိရင်သုံးပါတာဖြေရတယ်ပေါ့နော် English ရယ် Finchar ရယ်ပြီးတော့ Science ပေါ့ Science ကကိုဟိုတိုက်တာရေးလို့ကြရတယ်အဲ့တော့ကိုအားသမဲ့ထင်တာရွေးပြီးတော့ဖြေရုံပေါ့အဲမှာ Chemistry Physics အမ်ပြီးတော့ Bio ပေါ့နော်အဲ့ထက်မှမှာ ပြီးတော့ chemistry ပြီးတော့ combine chemistry and bio combine chemistry and physics အဲ့လိုမျိုးရှိရပါတော့အမ်ညီမတော့ပြီးတော့ chemistry ဖြည့်ခဲ့တယ်ပေါ့နော်음 English ကညီမအမ် exemption ရချင်တော့ IELTS ဖြည့်လိုက်တယ်အ IELTS မှာလည်းသူတို့တက်မှတ်ချက်ရှိတယ်အဲ့ဒီ score တွေအားလုံး individually အနည်းဆုံး6ရှိရမယ်ပေါ့နော်အဲ့ဆိုလို့ရှိရင်ကိုကအမ် exemption ရမယ်အဲ့တော့သင်ချာနဲ့အမ် science ဖြည့်လိုက်အောင်ပေါ့ ဒီကလေးကိုက IELTS မဖြစ်ချင်မနဲ့သူတို့ပေးရပေါ်လီယာ English test ဖြစ်လို့လည်းရပါရဲ့ရှင်အဲ IG test အဲတမားရကြတော့ understand တတ်တတ်ဖြစ်ရမလို့ရှင်အဲ့တော့သူတို့ကသူတို့ဖြစ်ထားတဲ့ IG test အမှတ်တွေကိုသင်နိုင်ရုံပဲပေါ့နော်အဲ့လိုမျိုးလေးရှိပါရဲ့ရှင်ဟုတ်ကောင်းပါတယ်အဲ့ IELTS ဖြစ်ရနဲ့ဒီ entrance ဖြစ်ရဘယ်လောက်လောက်ညီမပြင်ဆင်ရလဲ um ဟုတ်အ IELTS ကိုညီမအရင်ပြလိုက်တာဆို IELTS အတွက်က3လလောက်ဆိုပါတော့เนาะလူတရားနဲ့တရားမူတည်ပြီးတော့အကွဲပြားနိုင်တယ်ဗောနော်ကြာချိန်ရတော့အမျိုးမျိုးရှိနိုင်ပါတယ်ရှင်အဲ IELTS ဖြေပြီးတော့ညီမ enter test အတွက်ပဲဟို focus လုပ်ပြီးတော့ပြင်ဆင်တာက2လ3လလောက်ဆိုပါတော့ရှင်အာလုံးပေါင်းဟို3လ3လဆိုတော့6လလောက်ပြင်ရပါတော့เนาะပြင်ရဆိုပါတော့โอเคโอเคအခုအမြင်နဲ့ဆိုရင်တော့ ideas ပြင်စင်တာက ကိုက speaking ရောဟို English ကိုစနစ်တကျပြင်ဆင်ပြီးသားလည်းဖြစ်သွားပါတော့เนาะ entrance exam တက်ဆိုင်เนาะပြင်ဆင်ပြီးတော့စင်ကာပူကိုရောက်တဲ့အချိန်မှာမြမကဘာဖြစ်လို့ဒီမှာ support ကိုရွေးလိုက်တာလဲအကြောင်းကအကြောင်း calling ငါအကြောင်းတော့ပေါ့เนาะသူကလည်းသူကောင်းကြတယ်အဲနာမည်လည်းအကုန်လုံးကြီးကြတယ်အထက်မှာ TP ကဘာလို့ရေးလိုက်လဲဆိုတော့ TP ကတခြားအကြောင်းနဲ့မတူတာသူက flexible wood ဆိုပြီးတော့ချီရယ်အဲ့ဒါဘာလဲဆိုတော့ဟိုမှာကိုကအကြောင်း၃ပတ်လောက်ပိတ်ပြီးတစ်ပတ်ပိတ်တယ်ပေါ့เนาะ တပတ်ចောင်းသွားကြမလို့ဒါပေမဲ့အဲ့ဒီအပတ်မှာတော့ဟို project တွေ assignments တွေနောက်ပိုင်းတော့ရှိလာတာပေါ့เนาะအဲ့တော့အဲ့ဒီအပတ်မှာလည်းအနည်းနဲ့အများစာလောက်စာရောက်လောက်ရတာပဲဒါပေမဲ့အနည်းဆုံးတော့ဟိုចောင်းမသွားတော့နည်းနည်းလေး flexible ဖြစ်တာပေါ့เนาะအချိန်ချင်းရတယ်ပြီးတော့ညီမ course ဆိုလို့ရှိရင်တနင်္လာတနင်္လာနေ့ပြီးတော့တောက်ကြတာပတိတိ၄ရက်ပဲတပတ်၄ရက်ပဲကျောင်းသွားရပါတော့တောက်ကြစနေတနင်္လာနေ့ပြိတ်တယ်အဲ့တော့ညီမကဆာလောက်ချင်းရောဟိုပြောအချိန်ပိုင်းလဲလောက်လောက်လို့ပို့ပြီးတော့ balance ဖြစ်မဲ့ ဘယ်လိုလဲခံစားမိခဲ့ရပေါ့နော်အဲအကြောင်းညီမအဲ TPS flexible week ကိုလည်းကြိုက်လို့ရခဲ့တယ်ပြီးတော့ TPS CC area လည်းနာမည်ကြီးရလို့ကြားရပေါ့နော်အဲတခြားသူကြော်ကြောင်းမှုရလည်းအမျိုးမျိုးပါပဲရှင့်အဲအကြောင်းရခဲ့ရပေါ့နော်အဲ TPS ကအခုလို့နောင်းနေတယ်ရမနော်ဒီ CC area မှာနာမည်ကြီးရဆို TPS တကြံဆိုနာမည်ကြီးပဲအဲ့လိုမျိုးပါရှိရပါနော်ပြီးတော့နောက် TPS မှာညီမကဘာ course ကိုယူသားလဲအဲညီမ Cyber Security and Digital Forensics ပေါ့နော် โอเคโอเคไซเบอร์ซีเคียวริตี้อ่ะฮอตท็อปပြီပဲเนาะအဲ့မှာဗမာပြည်တက်နေတာအိုင်တီမှာမြန်မာပြည်ရှိတော့ရှိရရှင်ဒါပေမဲ့အခုညီမခေါ်ဆေးဘာဆီကူရီတီကတော့နိုင်ငံခြားသားညီမတရားဝယ်ပေါ့နော်ဟုတ်อ๋อโอเคတခြားတခြားအတန်းဖော်တွေအကုန်လုံးကတော့စင်ကာပူရမဟုတ်ရင်ပြည်အရနေပြည်သားတွေရှင်ညီမဘာကြောင့် cyber security ကိုယူလိုက်ရလဲအာ cyber security ကညီမအမ်ပြောရမယ်ဆိုလို့ရှင်နောက်ပိုင်းအခုလက်ရှိမှာရောနောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ demand တွေဖြစ်လာမယ်လို့လည်းထင်တယ် ပြီးတော့ cyber security ကအခုဒီမှာတော့ AI ခင်မာရောဒီ digital ခင်မာအရေးအရေးကြီးရဲ့ um cost ပေါ့နော်အဲအဲ့အကြောင်းလည်းပါတယ်ပြီးတော့ညီမကိုတိုင်းလည်း popular ဖြစ်တိုင်းလည်းရွေးရရွေးရင်းလည်းအဆင်ပြေလို့လေအဲ့တော့ကိုကကိုလည်းကြိုက်ပါမလားဆိုတာလေကိုကအရင်ကြည့်ဖို့လိုရဲအဲ့တော့ညီမအာဒီ website တွေကနေပဲဥပမာ cyber security အနေနဲ့ပတ်သက်တဲ့ website တွေမှာညီမ research တွေလုပ်တယ်ပြီးတော့ကိုကိုတိုင်းလည်းအရင်ဆုံး try ကြည့်ရပါတော့ဒီ fee ကကိုနဲ့ကြိုက်ပါမလားကို စိတ်ဝင်စားရလားပေါ့အဲ့တော့မှကိုစမ်းကြည့်ရောလဲကိုကအာစိတ်ဝင်စားတွေ့ရတယ် IT နဲ့ပတ်သက်ပြီးတော့အဲ့အနေညီမအာဒီ course ကိုပဲရွေးဖို့ဆုံးဖြတ်လိုက်တယ်ရှင်ကောင်းပါတယ် cyber security ကတကူလို့စ very hot ဖြစ်နေတာပေါ့နော်တကူလို့စ hacker တွေရလဲပူပူများလာတယ်လို့ပြောဒီ AI hacker တွေရလဲနောက်ပိုင်းဆိုပိုများလာအောင်မယ်အခါကျတော့ဒီ cyber security ကတော့ရရှိမှာပြောင်းလဲမှုရအများကြီးတော့လောက်ကန်တဲ့ပူများလာမယ်လို့ပို့နေတယ် ဒီ single ရောက်ပြီးတော့ဒီ cost မှာညီမဗမာတယောက်တည်းပေါ့နော်ရှိရခါကျတော့ညီမရဲ့အခက်အခဲတွေဘာကြီးရှိလဲမသိဘူးအမ်အဓိကကပညာရေးစနစ်ကအမ်กว่าเลยสรเอาดีหยอดเนี่ยมาสละจินเนาะอ่าซาเบี้ยเนี่ยบลูซ่ามั้ยเล่ติมล่ะบลูบาลอกมั้ยเล่เนเน่เล่จ้องๆๆผิดปูเลยရှင် အဲပြီးတော့ညီမညီမတယောက်တည်းချက်တော့ group project တွေပါရဆိုလို့ရှင်လည်းအဲအရင်တော့ group project တွေတော့ရတာမျိုးမရှိဘူးလေဒီ group project ဆက်ဆက်ချင်းတော့နည်းနည်းလေးအားနည်းသွားမျိုးလေးရှိရဲ့အဲ့တော့ quarter 3နဲ့နေသားကျသွားတယ်အထားတွေပေါက်သွားတဲ့သဘောအဲသဘောတရားရင်နားလည်သွားတယ်ဆိုလို့ရှိရင်အဲတဖြည်းဖြည်းနဲ့ပေါ့နော်တိုးတက်သွားတယ်ပေါ့အဲ့ဒါနဲ့စနင်းတကြလေးပုံပြီးဖြစ်သွားတယ်ပေါ့နော်နောက်ပိုင်းဒီလာလုံးလာနဲ့တကူတစ်နှစ်အတွင်းမှာဘာပြောင်းလဲမှုရရှိတယ်အာဟုတ် အဲပြောင်းလဲသွားတာရတော့အများကြီးပေါ့နော်အဲဥပမာဒီရောဆောက်ရောက်လာဆိုလို့ရှိရင်ကွာဥပမာအဲနည်းနည်းလေးကြောက်တယ်ရှက်တယ်ပြင်မလားမသိပြောအဲ English ကလည်းအဲမြန်မာမှာလည်းပြောလို့မရှိတော့လေအဲပြောရမှာနည်းနည်းကြောက်မိပြော communicate လုပ်ရမှာရှက်နေမိရပေါ့နော်ဒါပေမဲ့အခုဆိုလို့ရှိရင်အဲဘယ်သူနဲ့နေနေဘယ်နိုင်ငံနဲ့နေနေ ဘယ်လိုမျိုးနေနေညီမကောင်းကောင်းမွန်မွန်ရဲရဲမွန်မွန်နဲ့ပြောနေနိုင်ပြီအဲအဲ့လိုမျိုးတွေလက်ရှိရဲအဲ့လိုမျိုးအများကြီးတိုးတက်လာရပေါ့နော်တိုးတက်ပြီး communication ဆိုင်ရာလည်းတိုးတက်လာတယ်အဲ့လိုမျိုးစာလုပ်တဲ့နေရာမှာလည်းကိုဒီမှာလည်းနေရာလည်းမြေသားကျသွားပြီဆိုတော့အထိုင်လက်ပေါက်သွားတော့ဘယ်လိုဘာလောက်အောင်လဲဆိုတာလည်းပိုပြောနားလည်သွားရပေါ့နော်ဟုတ်တိုးတက်သွားရတော့အများကြီးပါပဲရှင်ရင်တော့ဆိုလို့ရှိရင်ညီမက မြမမနော်ဆိုလို့ရှိရင်မိဘနဲ့ပဲနေခဲ့ရတော့ကိုကိုရက်တည်နိုင်တာမျိုးရှိဘူးပေါ့နော်ဒီရောက်တော့တစ်နှစ်အတွင်းမှာတင်ဘယ်လိုမျိုးကိုကိုကိုရက်ရက်တည်နိုင်သွားရဲဆိုတာလည်းခံခံစားရတယ်ရှင်ဟုတ်ကဲ့တောင်းပါအချစ်ကဝမ်းသာပါနော်ဒီကိုနော်ကလည်းဒီစင်ကိုဆိုက်ရောက်တော့ကိုကိုကိုမရက်တည်လို့လည်းမရဘူးလေရက်တည်လို့မရတဲ့ခါကျတော့မရရအောင်ရက်တည်နေပဲရက်တည်နိုင်မှာပါနော်အဲ့ခါကျတော့ရက်ကက်ကဲဆိုတာလည်းကြော်လွှားလိုက်လို့ရှိရင်တော့ကိုကိုတက်ရတော့တက်ကြအောင်ဖြစ်သွားတာပေါ့နော်အဲ့ဒါ အဲကောင်းပါမြန်မာအနေနဲ့တကူလောလောဆယ်စင်ကာပူကိုလာဖို့ပြင်ဆင်နေတဲ့လူတွေလာဖို့ပြင်ဆင်နေတဲ့အကြောင်းသားတွေပေါ့နော်အဲ့အရာဒီကိုဘယ်လိုမျိုးအမှတ်အကားလေးပြောကြည့်မယ်ဒီရောက်မှမှမဟုတ်ဘူးပေါ့နော်ဘယ်နေရာနေနေအခက်အခဲဆိုတော့ကြုံရမှာပဲရှင်အဲ့တော့ကိုကြုံလာမဲ့အခက်အခဲတွေအားလုံးကိုကိုရင်ဆိုင်ကြုံရနိုင်ဖို့ ဟို fresh ဖွာလဲလိုအပ်တယ်ပေါ့နော်အဲစိတ်သက်ကြရင်လည်းပြန်ပြီးပြန်ပြီးထူထောင်အောင်ကြိုးစားပါလို့နောက်ပြီးတော့ကိုအဆက်မပြတ်လေးလာတင်ယူနေရဘူးကအရေးကြီးရပေါ့နော်ဒီမှာကိုကအမ်လေးလာနေနေရာမှာရက်နေလို့မဖြစ်ဘူးကိုဥပမာကြောင်းတက်နေရတဲ့အလောက် ခွင့်ရောက်လို့ပဲဖြစ်ဖြစ်ကိုကိုနယ်ပဲနဲ့ပတ်သက်တဲ့ဟာကိုအစီအပြေလေးလာခြင်းတင်တယ်ပေါ့နော်အဲနောက်ဆုံးတစ်ခုကတော့ကိုမရှက်မကြောက်ခွာပါပဲရှင်အဲညီမပြောသလိုပဲညီမဆောက်ရောက်တော့အဲ့လိုနည်းနည်းလေးရှက်တာပြောရမှာကြောက်မရလေးမိုးမင်းရဲ့လေးရှိဘူးရပေါ့နော်အဲ့တော့ကိုကအာကိုတိတ်ကြုံလေးနဲ့ပတ်သက်ပြီးတော့ပြောမှဆိုလို့ရှိရင်ခုလုတ်ဖို့အဲ့လိုမျိုးပါဝင်ဖို့မရှက်မချက်မကြောက်ဖို့မှာချင်ပါတယ်ရှင်မပြောရဲအကြံဉာဏ်လေးရတာကောနော်အဲသူကျွန်းပြောရင်တော့ဇွဲရှိရမယ်ဇွဲရှိမှာအကဲကဲကိုကြော်လာနိုင်မယ် တတိလည်းရှိရမှာတတိရှိရောမှာအခွင့်အရေးတွေလို့ experience တွေလို့ကိုယူနိုင်မှာဖြစ်တယ်နော်ဇဲတတိပြီးတော့ပညာကလည်းအများအတန်း improve လုပ်နေရမှာပေါ့နော်အဲ့လိုမျိုးဇဲတတိပညာရှိမှာပဲပို့ပြီးတော့မြန်သွားပေါ့နော်ညီမဆိုရင်တစ်နှစ်လောက်အတွင်းမှာပဲညီမကအတွေ့အကြုံလည်းအများကြီးလက်ရပါတယ်ကိုရဲ့အဘဘောက်လည်းကိုကိုကိုတတိရှိရှိနဲ့နဲ့ပြတ်တန်းနိုင်သွားတယ်ပေါ့နော်ဟုတ်ကဲ့ရှင်ဒီတော့ဒါသင်ပေးတဲ့ကျေးဇူးပါတယ်နော်အားလုံးပဲဟုတ်ကဲ့ရှင်ကျေးဇူးတင်ပါတယ်